စိတ်ရဲ့ဆန္ဒဆိုတာအင်တမကြီးမာတယ်လူတွေကဟိုအမတ်တမဲ့နေလို့ဆန္ဒဆိုတာကြီးမာတယ်ဆိုတာလူတွေကမသိဘူးကြည့်လေတရားနာကျင်တဲ့ဆန္ဒရှိတော့ဒီထိရောက်တာနော်နာကျင်တဲ့ဆန္ဒမရှိဘူးဆိုရောက်ပါမလားရောက်ဘူးအဲ့ဒါဆန္ဒကပို့တယ်လို့ခေါ်တယ်နော်ဆန္ဒမရှိတဲ့သူကအိမ်မှာပဲနေမယ်လေ ဆန္ဒရှိတော့လူဟာဘလောက်ဝေးဝေးတရားပွဲဆိုရောက်လာဘာလို့လဲဆန္ဒရဲ့ဆွမ်းဆောင်မှုလို့ခေါ်အဲ့တော့ဆန္ဒရဲ့ကြီးမားမှုဟာအဆွမ်းဆောင်နိုင်မှုကဘလောက်ကြီးလဲဒီအရာသာကြီးတာမဟုတ်ဘူးတခြားကိစ္စတွေလည်းဆန္ဒဆိုတာကြီးအဲ့ဒါကြောင့်မလို့ဆန္ဒကိုအဓိပတိပစ္စယောလို့မြတ်စွာဘုရားကဆန္ဒအဓိပတိဆိုအဓိပတိတယ်မှာဟောတာရရှိတယ်အနောက်ပြီးတော့သံဒိဋ္ဌိပ္ပဆန္ဒဟာ စွမ်းဆောင်နိုင်တဲ့တကူရဲ့တကူပြီးစီအောင်မြင်မှုရဲ့အကြောင်းတရားလို့ဒီလိုခေါ်ထားတာရှိတယ်။အဲ့ဒါကြောင့်မို့လို့စိတ်ဆန္ဒဆိုတာအလွန်ကြီးမားတယ်ဒီတစ်ခုတည်းကြီးမားတာမဟုတ်ဘူးစိတ်ဆန္ဒရှိပြီဆိုလို့ရှိရင်ကိုလိုချင်တာတွေကဖြစ်လာတတ်တယ်ပေါ့ဒါကြောင့်မို့လို့ဆန္ဒပြုတဲ့အနေနဲ့အလောရမယ်လို့ဆိုခါရလေးသမုတ်ကိုတစ်ခါပြထားတယ်ဘဝတုတပ္ပပင်္ဂလံရခန္တုတပ္ပဒေဝတာ ပပဗုဒ္ဓံလူပဝေနသရာတုခိဘွန်တုတေကြည့်ဆန္ဒပြုတာကိုကိုကိုနည်းနည်းမိုးတော့အလင်းရောက်လို့အိယာကထလိုက်ရင်ဆန္ဒပြုလိုက်ဘယ်လိုဆန္ဒပြုဘဝတုသဗ္ဗမင်္ဂလမင်္ဂလအပေါင်းနဲ့ခံကြောင်းပြည့်စုံပါစေကောင်းမြတ်တဲ့မင်္ဂလာတွေကျွန်ုပ်တဏ္ဍာမှာဖြစ်ပါစေအများတတ္တဝါတွေမှာလည်းပဲဖြစ်ပါစေဆို ဘလောက်ကောင်းတဲ့ဆန္ဒလဲเนาะသူများကိုနှိပ်စက်ဖို့ပါရလားဒီထဲမှာအလွန်မမြတ်တဲ့စိတ်ဓာတ်လို့ခေါ်တယ်เนาะမင်္ဂလာနဲ့ပြည့်စုံပါစေရခန္တုသဗ္ဗဒေဝတာနတ်တွေကအလုံးကိုဆောင်းလျှောက်ပါစေဒါလည်းကောင်းတဲ့ဆန္ဒပဲသူစောင့်တာမစောင့်တာကိုယ်နဲ့မဆိုင်ဘူးကိုယ်ကစောင့်ပါစေလို့သူလိုပြောတာဟုတ်ကဲ့လားသာဟုပြောမယ်ဆိုရင်နတ်အာကိုတာလားလို့ဆိုမဟုတ်ဘူးနတ်အာကိုလို့ပြောတာမဟုတ်ဘူး နတ်တွေကလည်းလောကကိုဆောက်ရှောက်တာတွေရှိတယ်ပေါ့အဲ့ဒါလိုဆောက်ရှောက်တာတွေရှိလို့နတ်တွေကအမှန်တမဲ့မနေပဲနဲ့ဆောက်ရှောက်ကြပါစေနတ်ကသာဆောက်ရှောက်တာလားဆိုတော့လူလူချင်းရောမဆောက်ရှောက်ဘူးလားဆောက်ရှောက်တယ်လေအိမ်သားမှာလူတွေမှားတော့တာအိမ်ကိုကြည့်လိုက်စမ်းပါကြည့်မပေးဘူးလားဆိုင်လေးကြည့်လိုက်စမ်းပါဆိုတော့ဒါဆောင်းလျှောက်ပေးတယ်လို့ခေါ်တာပဲ။အကြောင်းကိစ္စရှင်းလို့ရှင်တရင်ပို့ပေးတယ်။ဟောဒါဆောင်းလျှောက်တယ်လို့ခေါ်တာပဲ။ အဲ့တော့လူလူချင်းနဲ့မေတ္တာရှိရင်စောင့်မေတ္တာမရှိရင်ဒီတိုင်းကြည့်နေမှာပဲ။အော်နတ်တွေကိုလည်းပဲကိုကမေတ္တာရှိအောင်မေတ္တာပွားပြီးတော့ထိုင်ရင်နတ်တွေရဲ့ဆောင်းဆောင်မှုရောမခံရဘူးလား။ဒါကလောကရဲ့သဘာဝပဲ။နော်။ကိုနဲ့ခင်မင်နဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုကိစ္စကိုလာလုပ်ပြမှာပဲ။အဲ့တော့နတ်တွေကလည်းကိုကမေတ္တာပို့တယ်အမြဝေတယ်ဆိုတော့သူကလည်းကိုယ့်ဘုံမှာခင်မင်ရတယ်ခင်မင်တော့ ဆောင်းလျှောက်ပါသေးဆိုတော့လူတွေမသိလိုက်တဲ့ကိစ္စကိုနှက်ကနေထိနေဆောင်းလျှောက်ပြလိုက်ပေါ့။ဒါမျိုးဆိုလိုတာနော်။ကြည့်ပါလားဒီပကံရာဇဝင်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျန်းစစ်မင်း၊ကျန်းစစ်သားအနောရထာကနေပြီးတော့ဖမ်းဆီးမလို့လိုက်တဲ့အခါမှာသူပြေးရပြေးတဲ့အခါမှာမြစ်ထဲမှာဖြတ်ပြီးတော့ကူးတဲ့အခါကျတော့တံငါလေတစည်းကနေပြီးတော့ဟိုဘက်ကန်းကိုပို့ပေးတယ်။ဟာ ဲ့ဒါဟာနတ်ကကူညီတာလို့တကယ်နတ်ကတန်ခါလေးအောင်ဆောင်ပြီးတော့သူ့ကိုကယ်တင်သွားနောက်ဆုံးကြတော့နတ်ကမဟာဂီရိနတ်လို့ဆိုတယ်သူနဲ့ဆူတောင်းပဲ့အတိတ်ဘဝတော့ကသူနဲ့တူတူဖြစ်ခဲ့တဲ့မိတ်ဆွေသူကနေပြီးတော့ကူညီတယ်လို့သူတို့ပြောတာအဲ့တော့လောကမှာလည်းတစ်ခါတစ်ခါကူညီမှုတွေရှိတယ်အဲ့တော့ကူညီတယ်ဆိုတာနတ်ကြီးကအချွန်တက်နဲ့ဆင်းလာပြီးဒီလိုကူတာမဟုတ်ဘူး ဲ့လိုဆိုရင်လည်းလူကကြောက်ပြီးပြေးမှာလေ။နတ်မြင်လူကမကြောက်ဘူးမထင်လဲကြောက်ပြီးပြေးမှာပဲ။အဲ့ဒါကြောင့်မလို့နတ်မြင်တဲ့အခါကျတော့လူတွေဟာကြောက်လာမှာဆိုတော့နတ်တွေကလည်းလူတွေကိုကူညီတဲ့အခါမှာလူတယောက်ရောင်မဲ့ဆောင်ပြီးတော့ကူညီတာပဲ။ဒီလိုဆိုတာနော်။ကိုကနေဘူးတဲ့မဲ့ရက်ပြီးတော့ကားဆောင်နေတယ်။ဘာစကားကမလာနိုင်ဘူးသွားချင်နေတယ်။ သို့တော့အနန္တကဖြတ်သွားတဲ့ကာသစီကလူကြုံလို့တင်သွားတယ်ဆိုတာတွေရောမကြုံတတ်ဘူးလားအေးနတ်ကမရတယ်ဆိုတာတခါတည်းရန်အဲ့ဒါမျိုးလို့ပြောတာနော်ကိုသွားခြင်းနဲ့ကိစ္စတခုကိုလို့ခြင်းတာလေးတခုဟာတခါတလေရှော့ရှော့ရှူရူနဲ့ကုညီပဲလူနဲ့တိတိဖြစ်စေမတိတိဖြစ်စေကိုယ်ကုညီသွားတဲ့လူတွေနဲ့ကြုံတတ်တယ်ကောအဲ့ဒါကြောင့်မို့လို့ရခန္တုသဗ္ဗတေဝတာ နတ်တွေကစောင့်ရှောက်ပါစေ၊ကူညီပါစေ။တပ္ပဗုဒ္ဓလူပါဝေနသရဒုခိဖွန်တုတေ။ခရီးကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်တွေဟာချမ်းသာဒုက္ခကိုပေးနိုင်တယ်။ကုသိုလ်အမှချမ်းသာဒုက္ခကိုပေးနိုင်တယ်။ဒါကြောင့်မို့ခရီးကိုအာယုံပြုတယ်။ခရီးကိုအာယုံပြုလို့ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်လာတယ်။အဲ့ဒီကုသိုလ်တရားတွေက လူတွေရဲ့တဏ္ဍာမှာချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတယ်။ဒါကကုသိုလ်ကမှချမ်းသာဒုက္ခကိုဖြစ်စေတယ်ဆိုတာဒါအမှန်ပဲ။ကုသိုလ်ဆိုတာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးတော့ချမ်းသာဒုက္ခကိုဖြစ်စေတတ်တဲ့ကုသိုလ်။အဲဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာလောက်ကြဘုရားကိုအာယုံပြုတဲ့အာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ် တရားကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တဏ္ဍာကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့ဆွမ်းအားကြောင့်ဆန္ဒကြပါစေဖြစ်လို့ဆိုတာအဲ့တော့အဲ့ဒီလိုဘုရားတရားတဏ္ဍာမနဲ့မုန်းလင်းတဲ့အချိန်လေးမှာဘုရားတရားတဏ္ဍာရဏသုံးပါးကိုအာယုံပြုလိုက်မယ်ဆိုရင်မင်္ဂလာတွေလည်းဖြစ်လာမယ်နတ်တွေကလည်းကိုယ်ဆောက်ရှောက်လာမယ်ဆန္ဒဒုက္ခဆိုတာလည်းရလာနိုင်တယ်တို့ အကြောင်းတရားတွေကိုပြောပြမလို့ရင်တော့မရဘူးပေါ့နော်ကုသဏမှာကောင်းကျိုးချမ်းသာကိုလိုချင်ရင်ကောင်းကျိုးချမ်းသာရခြင်းရဲ့အကြောင်းကိုတော့ဟာဒါကတော့သဘာဝပဲလေဒါကတော့သဘာဝမလို့လို့ကတော့ဘာမှမရဘူးဆိုတာသိချင်တာပေါ့အဲ့တော့လုံးထားချောက်ရနိုင်တဲ့အလုပ်မျိုးကိုလုပ်ချင်တာ